င်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမ်းမင်းသတင်းများစီစဉ်နေပြည်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ပြည်ဦးလွေမျိုးရှိသူမင်္ဂလာဈေးခွန်ညံတော်ဈေးကိုတင်နာစနစ်ဖြင့်ငှားရမ်းပေးမယ်ဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ်ပြည်ဦးလွေမျိုးရှိစီပင်အဖွဲ့ပိုင်တိဆောက်စဲခင်မီအစ်မြင့်သူမင်္ဂလာဈေးခွန်ညံတော်ဈေးကိုအမျိုးအစားလိုက်နေရာလိုက်တင်နာစနစ်ဖြင့်ငှားရမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်မီစင်မြင့်ဈေးတွေငှားရမယ့်နေရာများမှာမြင်းကြီးတက်ရှိဘန်နေရ9နေရာ brand ဆိုင်16နေရာတားငါးနဲ့ကုံစည်အေးအေးကန်26ခန်းစားတောက်ဆိုင်တန်း3နေရာ စူပါမားကတ် shopping mall တနေရာဈေးပထမတက်ရှိ branded ဆိုင်150စရုပ်ထားတဲ့ပစ္စမတက်နဲ့ခမိုးတက်ရှိ restaurant and snack shop 15ဆိုင်အခြားဆိုင်ကံပေါင်း85ဆိုင်ပစ္စမတက်ရှိလူ300ဆန့်မင်္ဂလာခမ်းမတနေရာခမိုးတက်ဆိုင်ကံများနဲ့သူမင်္ဂလာဈေးညတော်ဈေးအပြင်ဘက်နေရာများရဲ့ဆိုင်မုံများတို့နေရာမြောက်တက်ရှိကားဆိုင်ကရနားရဲ့နေရာများမန္တလေးလှရှုပ်ပချံ9ခုမြို့ပတ်လမ်းပချံ10ခုသူမင်္ဂလာလမ်းပချံ9ခုတို့နဲ့ LED ဆိုင်မုံတနေရာတို့ဟာငားရမ်းပေးသွားမှာဖြစ်ပါတယ် အဆိုပါနေရာများအတွက်တင်တာလျှောက်လွှာများတင်ပေးသူများအနေနဲ့လျှောက်လွှာများကိုစက်တင်ဘာလ16ရက်နေ့မှစတင်ရောင်းချပေးလျက်ရှိရာအောက်တိုဘာ10ရက်နေ့ထိဆက်လက်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရတဲ့ဘုံအနေနဲ့ဒုက္ခတကုံပြည်သူငါအင်အားကတိုက်ခတ်နေကိုပြန်သိမ်းနေရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ဒုက္ခတကုံပြည်သူငါအင်အားမှာအငားအင်အားချတာတဲ့တိုက်ခတ်နေကိုတဆင့်ပြန်ငါရောင်းချတာတွေပြုလုပ်နေတာကြောင့်ပြန်သိမ်းနေတယ်လို့မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာန DUHD ရန်ကုန်ကနေသိရပါတယ်။အငားအင်အားမဲပေါက်ထားတဲ့သူတွေဟာပွဲစားကနေတဆင့်ပြန်လဲရောင်းချတာတွေရှိနေရလို့ဆိုပါတယ်။ ။တချို့မဲပေါက်ထားတဲ့သူတွေကပြန်ရောင်းစားကြတယ်။အပြင်ပေါက်ဈေးအတိုင်းပြန်ကားကြတာတွေလည်းရှိတယ်။ဒါမျိုးတွေမလုပ်ဘူးအစိုးကြီးကတည်းကသတိပေးထားပြီးသားအခုတော်တော်များများကအဲ့လိုတွေလုပ်လာတာရှိတယ်။ဒါမျိုးလုပ်လို့မရဘူး။နိုင်ငံပိုင်ပစ္စည်းကိုအလွဲသုံးစားလုပ်တာနဲ့အတူတူပဲ။ပြန်ရောင်းတဲ့သူတွေကိုဥပဒေအကြောင်းအရအရေးယူတာတွေရှိတယ်။ပြန်ငားထားတဲ့သူတွေကိုတော့အခန်းပြန်သိမ်းထားတယ်။ပြန်သိမ်းထားတဲ့အခန်းတွေကိုမဲပြန်နိုင်ပေးသွားမယ်လို့မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာန DUHD ရန်ကုန်မှတာဝန်ရှိသူတို့ကပြောပါရယ်။လက်ရှိမှာတော့ပြန်သိမ်းထားတဲ့အခန်း20ကျော်ရှိပြီးမဲပြန်နိုင်ပေးသွားမယ်လို့သိရပါရယ်။ ုက္ခတကုံပြည်သူငါအိမ်ဟာနေရခက်ခဲရှိသူတွေကိုငါနဲ့တာငါရဲ့နေထိုင်ခွင့်ပြုထားတဲ့ပြည်သူငါအိမ်ဟာတစ်ခုဖြစ်ပါတယ်။ဒုက္ခတကုံပြည်သူငါအိမ်ဟာအတွင်းမှာစုစုပေါင်းတိုက်144လုံးပါဝင်ပြီးပြည်စည်းမှုလိုက်အခန်းတွေကိုခိုင်းခွင့်ပြုလျက်ရှိပြီးပထမအဆင့်အနေနဲ့ဒုက္ခတကုံပြည်သူငါအိမ်ဟာအတွင်းကတိုက်ပေါင်း83လုံးဒုတိယအဆင့်အနေနဲ့တိုက်အလုံး90လုံးကိုနေရာချထားပေးခဲ့ပြီးဖြစ်ပါတယ်။နောက်တစ်တပုတ်အနေနဲ့ရန်ကုန်တိုင်းအတွင်းမှာရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၅ခုခွင့်ပြုတယ်ဆိုတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။ရန်ကုန်တိုင်းစာကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှာ ယင်းမြုံနယ်မှုလုပ်ငန်းအသင်း၅ခုကိုအတည်ပြုပေးခဲ့ကြောင်းစက်တင်ဘာ24ရက်နေ့ကကျင်းပခဲ့တဲ့ရန်ကုန်တနင်္သာရီယင်းမြုံနယ်မှုကော်မတီအစည်းအဝေးထံမှသိရပါတယ်။ရန်ကုန်တနင်္သာရီယင်းမြုံနယ်မှုကော်မတီဟာဟိုတယ်နှင့်ခီးတော်လာရေးကဏ္ဍတွင်ရာဂိုင်နှုံးပြမြန်မာနိုင်ငံသားယင်းမြုံနယ်မှုလုပ်ငန်းတစ်ခုစက်မှုကဏ္ဍတွင်ရာဂိုင်နှုံးပြမြန်မာနိုင်ငံသားယင်းမြုံနယ်မှုလုပ်ငန်းတစ်ခုရာဂိုင်နှုံးပြနိုင်ငံသားယင်းမြုံနယ်မှုလုပ်ငန်းတစ်ခုနှင့်ဖက်ဆက်နိုင်ငံသားယင်းမြုံနယ်မှုလုပ်ငန်းတစ်ခုတို့ကိုအတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။အတည်ပြုပေးခဲ့တဲ့လုပ်ငန်းများမှာဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း တရားရခိုင်နှုန်းပြပတင်ဖို့မယ်ပဲမျိုးမျိုးနဲ့နှမ်းတန့်စင်ကြေကွဲထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ဆန်လွှဲပစ္စည်းများကြေကွဲတန့်စင်ထုတ်လုပ်တင်ဖို့ခြင်းလုပ်ငန်းမက်ထရစ်နှင့်ဖောင်မျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း CMB စနစ်ဖြင့် wearing apparel မျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပါတယ် အဆိုပါယင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့မတ်တီငွေရင်းပမာဏမှာ6483.83တန်းနဲ့အမေရိကန်ဒေါ်လာ4.693တန်းဖြစ်ပြီးပြည်တွင်းလောက်ကိုင်ခွင့်လန်းပေါင်း1468ဦးအတွက်ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့ Smart City မှာ AI City အဖြစ်ခြေလှမ်းသစ်ဆတင်နေတယ်။ထိုင်းနိုင်ငံဖူကန်မြို့ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ထိုင်းနိုင်ငံရဲ့ခီးသွွားမြို့တော်တစ်ခုဖြစ်တဲ့ဖူကန်မြို့ဟာအပန်းဖြေမြို့တော်တစ်ခုထပ်ပေါ်တဲ့ Artificial Intelligence AI City စီမံကိန်းကိုအရှိန်ဟုန်နဲ့လှုပ်ဆောင်နေတာဖြစ်ပြီးမြို့တော်စီမံခန့်ခွဲမှုရဲ့ကဏ္ဍအသီးသီးကိုလည်း AI စနစ်နဲ့အကောင့်ထည့်ဖို့နေရာပဲဖြစ်ပါတယ်။ Phuket AI ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့နားလည်မှုစာချုပ်လော MOU တရက်ကို Phuket ခရိုင်အုပ်ချုပ်ရေးအဖွဲ့ PAO နဲ့ City Asia Robotic Company Limited တို့ကြားမှာပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ကြတာပဲဖြစ်ပါတယ်။ Phuket မြို့ကို Smart City အဖြစ်အသိမှတ်ပြုပြီးသားဖြစ်ပေမယ့်ကမ္ဘာကြီးကနှင်းမြစွာပြောင်းလဲနေပြီးမြို့အနေနဲ့လည်းအမြင့်လက်ရုံးကြီးတွေပြင်အောင်ပြောင်းလဲနေဖို့လိုအပ်ပါတယ်။တဘာပဝင်းကျစီမံခန့်ခွဲမှုအမိုင်းနဲ့ရေစိုးစွန့်ပစ်ပစ္စည်းတွေတန့်စင်မှု ီတုကျမ်းမာရေးနဲ့ရင်ကျောစနစ်တွေအပါအဝင်နေပေအသီးသီးမှာဖူခက်ကအင်ဟန်ခစ်တဲကိုရောက်ရှိလာတော့မယ်လို့လဲဖူခက်အုပ်ချုပ်ရေးမှူးစူဖွန်စူဝန်နာရက်ကပြောပါတယ် CB Asia Robotics မှာထုတ်လုပ်လာတဲ့ဒင်ကျောစက်ရုပ်၃ရုပ်ကိုလာမယ့်နှစ်အစောပိုင်းမှာ Vachira ဖူခက်စေရုံမှာအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်မကြခင်မှာအစားအသောက်နဲ့ဆေးဝါးကုတ်ကေးဦးစီးဌာန FDA ကလည်း AI အသုံးပြုလင်မုတ်စစ်ဆေးပြီးကင်ဆာရောဂါရှာဖွေတဲ့စနစ်ကိုဖူးခတ်မှာမိတ်ဆက်သွားမှာဖြစ်ပြီး AI ကဖုခဲရဲ့ကမ္ဘာအဆင့်မီခီးသွားနေရာတစ်ခုဖြစ်ရက်တီမှုကိုခိုင်မာစေအောင်သာမကပဲ AI ကိုအခြေခံပြီးပြောင်းလဲနေတဲ့ထန်းနိုင်ငံရဲ့စံပြမျိုးတော်တစ်ခုဖြစ်သတ်မှတ်ခံစေရမှာဖြစ်တယ်လို့ Mr. Sofon ကပြောပါတယ်။လမ်းမောကရင်ကျောတွေကိုစီမံခန့်ခွဲဖို့ AI ကိုအသုံးပြုနေပြီဖြစ်တဲ့ဘန်ကောက်နဲ့ပထုံထာနီမြို့နှမြို့ကိုလည်းသူကရည်ညွှန်းပြောဆိုခဲ့ပြီးအဝေးပြေးလမ်းများဦးစီးဌာနကလည်းဖုခဲမှာအလားတူနည်းပညာကိုအသုံးပြုနိုင်ဖို့လေ့လာနေတယ်လို့ဘန်ကောက်ပို့ဆက်ဖော်ပြချက်အရသိရပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖို့အင်ချမင်သတင်းတွေကိုထပ်မံတက်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်မြန်မာ property တိလိုက်ပတ်စင်အင်ချမင်သတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့အစီအစဉ်ကိုဓမ္မဘက်ရနာခွင့်ပြုပါခင်ဗျာလူကြီးမင်းတို့ရဲ့အင်ချမင်တွေကို MPD application မှာအခုပဲအခမဲ့ထည့်သွင်းကြညာလိုက်ပါ